မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေတာမှာအမေရိကန်စည်ရင်းလှုပ်ရှားမှုများတိုးလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကြသေးမီကလည်းနေပြည်တော်ဘကုတ်ကိုဖျက်ပြီးအမေရိကန်စစ်လေယာဉ်ကြီးဝဲပြန်လာခဲ့တယ်လို့သိရပါဗျ။အမေရိကန်ပြည်ထောင်စုရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်လှုပ်ရှားမှုတွေကအိမ်နီးချင်းတွေအတွက်သတိထားစရာတွေဖြစ်လာစေပါတယ်။အိန္ဒိယနဲ့မြန်မာနယ်စပ်အနီးရှိမဟာဗျူဟာကျတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေတာမှာအမေရိကန်စည်ရင်းလှုပ်ရှားမှုတွေတိုးလာခြင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကြော်လွန်လာတဲ့အခြားတရားမှုတွေရှိလာနိုင်တဲ့အတွက်လိလာသူတွေရဲ့စိတ်ဝင်စားမှုကိုမြင့် တင်ပင်ခဲ့ပါတယ်။ဂျပန်နိုင်ငံတိုယိုတာလီတက်စခန်းမှာအမေရိကန်လီတက်ရဲ့ခမီနီပြူဟာမြောက်တဲ့ယူပို့ဆောင်ရေးလင်းရင် C130 J Super High Class ဒဇင်းကစစ်တကောင်ရှိရာရှာအာမန်နဲ့အပြည်ပြည်ဆိုင်ရာလေးစိတ်ကိုတနင်္ဂနွေနေ့ကဆင်းသက်ခဲ့ပြီး၎င်းကအမေရိကန်စစ်တပ်ရဲ့နောက်ဆုံးလှုပ်ရှားမှုဖြစ်ပါတယ်။စစ်တကောင်မှာလင်းရင်ဆင်းသက်မှုကတိုက်ဆိုင်မှုတစ်ခုတသက်မဟုတ်ပဲအိန္ဒိယအရှေ့မြောက်ပိုင်းဒေသနဲ့မြန်မာနိုင်ငံမှာစိတ်ဝင်စားမှုရှိတဲ့ဒေသတွေပြင်ပဆိုင်ရာအခန့်ကဏ္ဍတွေပါဝင်နေကြောင်းသတင်းအရေးမြစ်တွေကပြောကြားခဲ့ပါတယ်။မိုဟာမက်ယူနိုဦး ဆောင်တဲ့အစိုးရအာဏာရလာပြီးတဲ့နောက်အမေရိကန်စစ်တပ်ကစစ်တမ်းများဒါမှမဟုတ်ပူရဲလေးချင်းမှုတွေအတွက်အဲ့ဒီဒေသကိုမကြာခဏလာရောက်နေတာကိုတွေ့ရပါတယ်။လွန်ခဲ့တဲ့လအနည်းငယ်ကအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ကစစ်တကောင်းမှ Pacific Enter 25နဲ့ Tiger Lightning 25လို့ခေါ်တဲ့စစ်ဗတ်ဆိုင်ရာပူရဲလေးချင်းမှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်ဘင်္ဂလားဒေ့ရှ်ပူရဲစည်ရေးလေးချင်းမှုအသစ်တစ်ခုကိုစစ်တကောင်းဒေသမှာပြုလုပ်ဖို့ထပ်မံစီစဉ်နေပြီးအမေရိကန်တပ်ဖွဲ့ဝင်တချို့ကပြီးခဲ့တဲ့အပတ်ကအဲ့ဒီဒေသကိုရောက်ရှိလာခဲ့ကြ ောင်းသတင်းအရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့လကအမေရိကန်အထူးတပ်ဖွဲ့ဝင်ရရှိတအုပ်ရဲ့အလောင်းကိုဒါကာရှိစိန်ခမ်းဟိုတယ်တစ်ခုမှာတွေ့ရှိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပူးတွဲစီရင်လေ့ကျင့်မှုကလွဲပြီးအမေရိကန်တပ်ဖွဲ့ဝင်များ၎င်းတို့ရဲ့နိုင်ငံမှာရှိနေခြင်းပေါ်အဆင်မပြေဖြစ်နေပုံရကြောင်းလ ీల တူတွေကဆိုပါတယ်။ 2024ခုနှစ်ဩဂုတ်လမှာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းဟာစီနာကိုရာထူးမှဖယ်ရှားခဲ့တဲ့ဟာစီနာစန့်ကျင်ရေးလှုပ်ရှားမှုကိုအမေရိကန်ကဖန်တီးခဲ့တယ်လို့ဆွဆွဲချက်တွေပေါ်ထွက်ခဲ့ပါတယ်။ဟာစီနာကလည်းသူမကစိတ်မတင်ကြုံကိုအမေရိကန်ကိုလွှဲပြောင်းပေးဖို့ညှင်းဆဲခဲ့တာကြောင့်ရာထူးမှဖယ်ရှားခံခဲ့ရတယ်လို့ပြစ်တင်ဆွဆွဲခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ကိုထိန်လင်းနဲ့တော်လိုင်းခေါင်းဆောင်နှစ်ဦးဆွေးနွေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန် ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အဲရစ်ကကိုထိန်လင်းကစက်တင်ဘာ14ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရယာယီတမရဒူဝါလက်ရှိလာစက်တင်ဘာ6ရက်မှာအာရခတ်တက်တော်စင်ဦးစီချုပ်ပို့ချုပ်ထုံမြနိုင်လို့နဲ့အွန်လိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းမှဖော်ပြထားပါတယ်။သူဤစီညီညွတ်မှသာအလုံးအတွက်လွတ်လပ်ခွင့်ကုန်သိက္ခာနဲ့တရားမျှတမှုလိုရရှိနိုင်မယ်လို့ကိုထိန်လင်းက၎င်းရဲ့ Facebook စာမျက်နှာမှာရှင်းသားထားပါတယ်။ကိုထိန်လင်းမှာတော်လိုင်းခေါင်းဆောင်နှုတ်နဲ့တွေ့ဆုံရမှာပြည်ရင်းစစ်တမ်းကြောင့်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူ ူညီရေးအရေးတကြီးလိုအပ်နေတာကိုဆွေးနွေးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့လတွေအတွင်းကတော်လိုင်းမှပြုပြင်ပြောင်းလဲဖို့တောင်းဆိုမှုတွေရှိလာတဲ့အတွက် NUG နဲ့ AA ကိုအခုထပ်ပို့ပြီးတာဝန်ခံယူမှုရှိဖို့လည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဲ့လိုမတွေ့ဆုံမီစက်တင်ဘာလ၄ရက်နေ့မှာကိုထိန်လင်းကမိခင်ဖြစ်သူရဲ့ကျမ်းမာရေးတိတိတာတာယူရင်းလာနေတယ်ဆိုတဲ့သတင်းတွေကြောင့်ရှေးပေါ်ပန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ NUG မှာဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထားစဉ်ကလေးကလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှာမှုမပြုခဲ့ကြောင်းနိုင်ငံတကာအနေနဲ့ဒီအရေးအတွက်နေပြီးတော့ရှေးစင်အုပ်စုကိုတာဝန်ခံစင်ရမယ်လို့ဆိုပါတယ်။စင်အုပ်စုရဲ့ပြောခွင့်ရဆော်မင်းထွန်းမှဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးကောင်းမွန်ကြောင်း၎င်းတို့ကိုလိုလားတဲ့မီဒီယာတွေကိုပြောခဲ့မှုနဲ့ဆက်လင်းပြီးအသက်80ရှိပြီဖြစ်တဲ့မိခင်ကြီးကအဖမ်းခံထားရတဲ့၄နှစ်အတွင်းကျမ်းမာ 就因为那里路太慢，比较受大家的。 ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ရကြောင်းပြောဆိုခဲ့ပြီးသူမနဲ့အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား2000ကိုလွှတ်မပေးကရှုံချီမှုလည်းရှိမှာမဟုတ်စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်းဖြစ်ထွန်းလာမှာမဟုတ်လို့ဆိုပါတယ်။၎င်းနဲ့ကိုထိန်လင်းတို့နှစ်ဦးကဆဲအုပ်ချုပ်ရေးမှာလွတ်ကင်းတဲ့ Federal Democracy နိုင်ငံတည်ဆောက်ရေးကိုသဘောတူကြတယ်လို့ပြောပါရယ်။အရခတ်တက်တော်ကမကွေးတိုင်းငဖဲမြို့နီမှာဆဲအုပ်စုရဲ့တံပြန်ထိုးစစ်ဆင်လာမှုရိုက်ကျိုးလိုက်နိုင်တယ်လို့သတင်းတွေကဆိုပါရယ်။ဆဲအုပ်စုဖို့ဒေါအောင်ဆန်းစုကြည်အရေးကိုမဖြေရှင်းနိုင်တဲ့လူလူရှိမှောက်မှာလူလူသ ူတူရည်တည်သွားနိုင်ခွင့်ရှိတော့မှာမဟုတ်အသက်80ရှိပြီဖြစ်တဲ့နိုင်ငံကောင်ဆောင်မျိုးသမီးကြီးတောက်ကိုမတရားဖမ်းဆီးချုပ်နှောင်ကတိုင်းပြည်ကိုလက်နက်အားကိုနဲ့အတ္တမဖိနှိပ်အုပ်ချုပ်နေကြသူများအစင်မှာဘလို့မှတက်လာတော့မှာလည်းမဟုတ်ပဲသမိုင်းတင်ရခန်းဤအဖြစ်သာကြံရစ်တော့မှာဖြစ်ပါတယ်အရခတ်တက်တော်ရဲ့နိုင်ငံဦးဆောင်ဖွဲ့ရခိုင်မျိုးသားဖွဲ့ချုပ်မှာကြောက်တော်မျိုးနဲ့အတွင်းရှိအလွတ်ပညာသင်ကျောင်းနှစ်ကျောင်းကိုပုံကျဲတိုက်ခိုက်မှုကိုဆင်ရဆွေမှုဖြစ်ကြေညာလိုက်ပါတယ်အရခတ်တက်တော်သတင်းပြန်ကြားရေးဌာနမှာလည်းတည်ဆောင်းသွားတဲ့ကျောင်းသား20ရဲ့ဓာတ်ပုံတွေကိုပါထုတ်ပြန်လာပါတယ်အကြ န်ဖတ်စင်အုပ်စုရဲ့လက်ချက်ကြောင့်2023ဇန်နဝါရီ2025ဩဂုတ်လအတွင်းစတင်ကြောင်း289ကြောင်းဈေးရုံစီဘီကန်132ခုနဲ့ဘာသာရေးဆောင်ပေါင်း912ခုကိုဖျက်ဆီးခဲ့ကြပြီးကလေးငယ်946ဦးပါဝင်လူပေါင်း3689ဦးအသက်ဆုံးရှုံးခဲ့ရပြီဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက်အနေပြီးတော့ရှီစစ်ဘိုလ်ချုပ်တွေက၎င်းတို့သာအရေးနေတာကစစ်ရဆွဲကောင်များအဖြစ်ခုံယုံတင်ခံကြမှာဖြစ်တာကိုကောင်းစွာသိရှိထားပြီဖြစ်ပြီးလက်အောက်ငယ်သားတွေရဲ့အသက်ကိုစတဲ့ကခုခံသွားကြမဲ့လူငယ်များလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနယူးယောက်မှာကိုလင်းလင်းနဲ့ချစ်သူဝေတို့မှဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီးပရိသတ်တွေနဲ့အတူဒေါအောင်ဆန်းစုကြည်အတွက်ဆုတောင်းမြတ်တာပို့သခဲ့တယ်လို့ဆိုပါတယ်။အဆိုပါဖျော်ဖြေပွဲမှာဒေါ်လာရှန်ပုံငွေဖြင့်ဒေါ်လာ33000ရရှိခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ်တပုတ်အနေနဲ့ကျန်းဖို့ပါတီကိုဗိုလ်ချုပ်ကြီးအစင်မှာအောက်ခြေအစင်ထိဆင်ရရှိများရုံအုံနဲ့တက်ကြကြီးစီးများပါမကျန်းစုစုပေါင်း489ဦးမင်းအောင်လိုင်အမိတ်နဲ့ပြောင်းရွှေ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့အမိန်နဲ့ကြံဖွဲ့ပါတီကိုပို့ချုပ်ကြည့်အစင်မအောက်ချီအစင်တီစင်ရာရှိများရုံအုပ်နဲ့တကြက်စီစီးများပါမကြံစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းကြံခိုင်ပါတီတရင်အရင်မြင့်နဲ့စီဒီအမ်ပူကြီးစင်ရောကပြောပါတယ်အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကအခုစက်တင်ဘာလဆိုင်းကစတင်ပြီးစင်ရုံနဲ့ကာကွယ်ဝင်စီဌာနမှစင်ရာရှိများအစင်မအရာရှိငယ်အစင်တီအရာရှိများအောက်ချီအစင်စင်မရုံအုပ်မှတကြက်စီအစင်အစင်တွေကိုပါကြံဖွဲ့ပါတီကို ပြောင်းရွှေ့ခိုင်းနေကြောင်းသိရပါတယ်စစ်တမပူချုပ်ကြည့်တအုပ်ဒုတိယပူ ချုပ်ကြီး6ဦးဗိုလ်ချုပ်စနက်ဦးဗိုလ်မှူးချုပ်ပုံမူကြီးနဲ့ဒုတိယပုံမူကြီး300ပုံပိုကြီးနဲ့ပုံမူ130ရွှေအောင်မာတက်ချက်ကြီးစင်ရီတီအခြားစင်60စုစုပေါင်း489ကိုကျန်းဖို့ပါတီကိုစစ်ကောင်းဆောင်ကပြောင်းရွှေ့စီခဲ့ကြောင်းစီရန်ပိုကြီးစင်ရောကပြောပါရယ်အောင်လင်းတွေနဲ့ပိုချုပ်ကြီးဟောင်း300ဒုတိယပိုချုပ်ကြီး6ယောက်ကတော့အတီးပြူပြီးအမည်စင်း list ကတော့ထွက်နေပြီး ထူးချုပ်မှာတော့စင်ရင်ချုပ်မှာရောစင်ရတုခန်းချုပ်ရောမှာရောထွက်နေပြီးဒီစက်တင်ဘာလထဲမှာပဲအပိတက်ဖြစ်သွားလိမ့်မယ်ထင်တယ်။ဒါရီကတော့ဆာရွက်ဆာလန်ရဖို့အတော်လေးခင်းရင်နေစင်ရတုခန်းချုပ်နဲ့စင်ရင်စင်ချုပ်ရောကပဲထုတ်ပြန်မယ်ရုံတွင်းအမိန့်တွေဖြစ်တဲ့အတွက် document တွေရဖို့ကတော့အတွင်းပိုင်းကဖော်ရည်နဲ့ထပ်ပြီးတော့ချိန်ဆက်ရအောင်မှာပါလို့ CDN ဖူကြီးစင်ရောကပြောပါတယ်။တန်ခိုင်ပါတီတရင်ရှင်မြစ်ကစက်တမတန်ဖို့ပါတီကိုပြောင်းရွှေ့လာတဲ့စင်ရရှိနေစင်ရင်ကစစ်ကောင်းဆောင်မင်းရိုင်းကနောက်ဆုံးအတီးပြုတ်ပြီးမှရောက်ရှိလာတာဖြစ်ပြီး ပါတီဥက္ကဋ္ဌခင်ကြီးကောင်းဆောင်နဲ့ပါတီဘ ਹੁ အလုံးမှုဆောင်ဖွဲ့ကလက်ခံပေးရကြောင်းအရေးအတွက်တိကျမတိရတော့လဲမဲဆန္ဒနယ်များအတွက်ကိုယ်စားလှယ်လောင်းများရွှေ့ချေရမှာစစ်တပ်ကပြောင်းရွှေ့လာတဲ့စစ်ရရှိဟောင်းတွေအတွက်မဲဆန္ဒနယ်များခြံထားပေးရကြောင်းသိရပါတယ်ပြောင်းရွှေ့လာတဲ့ဗိုလ်ချုပ်စည်းရင်းတွေဘေးမှာပြိုင်မဲ့မဲဆန္ဒနယ်နဲ့ပြိုင်မဲ့လွှတ်တော်မှာတခါတည်းပါတယ်ဒါရီကပါတီဘက်ကမဖြစ်မနေဖယ်ပေးရမယ်တက်ချုပ်အတီးပြူလာပြီးပြီးမို့ဒီဘက်ကလည်းမဖြစ်မနေလက်ခံရမယ်လို့ကြမ်းခိုင်ပါတီတရင်ရင်မြစ်ကဆိုပါတယ်ကြမ်းခိုင်ပါတီကလာမဲ့ဒီဇင်ဘာရွှေ့ကပွဲမှာမဲဆန္ဒနယ် အားလုံးရှင်းပြမှာဖြစ်ပြီးမြည်သည့်နိုင်ငံပါတီနဲ့မှရွှေကပွဲမဟာမိတ်လုပ်မှာမဟုတ်ပဲမင်းစန္ဒနဲ့အားလုံးအနိုင်ရရှိအောင်ရှင်းပြသွားမယ်လို့မူဝါဒချမှတ်ထားကြောင်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းနဲ့တထုံထောင်မှအချုပ်သား9ဦးထွက်ပြေးပြီး3ဦးပြန်ဖမ်းခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ွန်ဒီနယ်တထုံမြို့နယ်ဈေးမတွဲအချင်းထောင်ရှိမှာအချုပ်သား9ဦးထွက်ပြေးသွားခဲ့ပြီးအဲ့ဒီတွေကတောင်းဦးပြန်လဲဖမ်းဆီးခံလိုက်ရတယ်လို့အချင်းထောင်နယ်နီးစပ်တဲ့သူတွေကပြောပါရယ်စက်တင်ဘာလ15ရက်နေ့ညနေ9:00နာရီအချိန်လောက်ကတထုံမြို့နယ်တရားရုံးမှာရုံးထုတ်ပြီးပြန်လာတဲ့အချုပ်သားတွေကအချုပ်ကားတကားဖွင့်စင်ထွက်ပြေးသွားတာဖြစ်ပါရယ်ဒါအိမဲ့အဲ့ဒီတွေကအချုပ်သား3ဦးကိုထောင်အာဏာပိုင်တွေချက်ချင်းပြန်လဲဖမ်းဆီးနိုင်ခဲ့ပြီးမယ်အချုပ်သား4ဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါရယ် အထုံသားတွေထွက်ပြေးသွားတာကြောင့်စစ်ကော်မရှင်တပ်ကတထုံမျိုးနဲ့ဈေးမသွေးချင်းရွာနဲ့ဂျာပန်ချင်းရွာပါဝင်အနီးနားချင်းရွာတွေမှာတောင်းနှင်းရှာဖွေနေရလို့ဒေသခံတွေပြောပြကြံရတင်ရပါတယ်။အချုပ်ကားပေါ်ကနေထွက်ပြေးသွားသူတွေကဘယ်ပုံမှန်တွေနဲ့အမှုရင်းဆိုင်နေရလဲဆိုတာကိုသတင်းဌာနကဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။